အားလုံးမင်္ဂလာပါ Red Manchester ဖုတ်ဘောနဲ့ United တွေတာကနေပြန်လည်ပြီးတော့ဂျူဇလိုက်ပါတယ်လက်ရှိလိုရစင်မှာတော့ Cody Manchester United နဲ့ပတ်သက်ပြီးတော့ရှုပ်ပွားနေတဲ့တင်လေးရှိဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်နေနဲ့ရှင်းကြည့်ရအောင်ပါ So Sky Sports ရဲ့ဖော်ပြချက်အရ Sporting က MMO ကိုခွင်ဖို့ Brand Pho အတွက်နဲ့ကနဦးဆွေးနွေးမှုတွေလှုပ်ဆောင်နေပြီဖြစ်ပြီးတော့ Brand Pho တန်နီပြ Thomas Brand ကို Spar နီပြတိဖြစ်ခန်းဟန်ထိုင်ရှင်းကလည်းသူတို့အတွက်အခွင့်အရေးပို့ပြီးတော့များလာစေဆိုပြီးတော့ဖော်ပြထားတယ်။ဆက်လက်ပြီးတော့ MMO တွေနဲ့ Spar အတန်းရဲ့နီပြတိဖြစ်လာတဲ့ Sir Hong Thomas Brand ညမလို့ စပါကိုပြောင်းရှိဖို့လေပိုပြီးတော့မှစိတ်အားထက်သန်လာတယ်ဗောလေဒီအချိန်မှာတော့ဘန်ဂျက်ကော့စ်ကဘာပြောထားလဲဆိုတော့စပါအတင်းက MMO ကိုခွင့်ပြုစိတ်ဝင်စားမှုမြင့်တက်လာခဲ့ပေမဲ့ဆွေးနွေးမှုတွေကတော့ကွန်နူးအရှိနေတာရှိနေသေးဖြစ်တယ်ဗော MMO ကမန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့ခြင်းပြီးတော့စပါအတင်းကလည်းဒီပြောင်းရွှေ့ခြင်းတွေဆိုတာကိုသူတို့သဘောပေါက်ထားတယ်အပြောင်းရွှေ့ရလက်ကတော့ United ကကစားမအတွက် Brand Four တန်ဖိုးဖြတ်ထားတဲ့ဒီ Town User ပြောင်းရွှေ့ခြင်းကို ဖြည့်ဆည်းပေးနိုင်မလားဆိုတဲ့အပေါ်မှာပဲမူတည်နေရဲဆိုပြီးတော့ Jacob Banks ကနေ report လုပ်ထားတယ်ဆိုတော့အာ reporter တွေကြားထဲမှာတော့ကွေးလွှဲမှုကြီးရှိနေရပေါ့ဗျာအဲတယောက်ကတော့ Brandpho နဲ့ Spurs ရဲ့ကြားထဲမှာဆိုလို့ရှိရင်ကျွန်တော်ဥဆွေးမှုတွေစတင်နေပြီလို့ဒီ Van Jacobs ကဆိုတော့လေ Manchester United ကိုတပြောင်းရွှေ့ခြင်းလေလို့ဒီမျိုးအာ report တွေကကွဲလွှဲနေကြတယ်ပေါ့ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဘလိုပဲဖြစ်ဖြစ်ဒီအခြေအနေဟာကိုရီ Manchester United အသံတွင်နည်းနည်းတော့စိတ်ပူဖို့ကောင်းတယ်စိတ်ပူကောင်းတယ်ကစားမနဲ့ United ကြားမှာ ပုတ်ကွေးဆန်တဘိုးတီမှုရထားပြီဆိုပေမဲ့လေလို့ဒီလိုမျိုးကျွန်တော်တို့ကြားဖြတ်ခံလိုက်ရတာ ਈ တော်တော်လေးကိုကြားခဲ့ပြီပြီးခဲ့တဲ့ရာသီကဆိုလို့ရှိရင်လေကျွန်တော်တို့ဘယ်လိုပြောရမလဲဒီဟိုဘောလေးလေပုတ်ကွေးဆန်ကနေခေါ်ခဲ့တဲ့ဒီကစားမတယောက်ရှိပြကျွန်တော်မှတ်မိတော့စပါးကနေဖြတ်ကူသွားတာဒီတိုက်စင်မှုတရားရှိရယ်ဂိုးပေါက်ရယ်လေသူတို့နဲ့လွဲတဲ့ထဲမှာပါတယ်ဗောလေဆိုတော့ချက်စီလိုပါလို့ဆိုလို့ရှိရင်လေဂျိုဗန်နီခွန်နာတို့ပါအောင်နဲ့ပတ်သက်ပြီးတော့ဖြတ်ပြီးတော့ခေါ်သွားတယ်ဗျာဒီလိုမျိုးကိစ္စမျိုးတွေရှိရယ်ဆိုတော့ကိုရီအတွက်ကတော့ဒီလိုမျိုးဖြစ်ဖို့အတွက် ည်းနည်းစိတ်ပူမိတဲ့အခြေအနေပြီးတော့ဒီယာတီမာက United အနေနဲ့အနေနဲ့တော်တော်လေးကိုအပြောင်းအရွှေ့ဈေးကွက်တွေမှာအလုပ်လုပ်ဖို့ခက်ခဲနေရဲ့ယာတီဆိုတော့ဒါတွေကနည်းတော့စိတ်ပူကောင်းနေပို့လေကစားမနဲ့ United ကြားထဲမှာတော့ပို့ကွေးဆန်တဘိုးတူမှုရထားပြီး MMO ကလည်း Manchester United ကိုပြောင်းရွှေ့ခြင်းနဲ့ဆိုတော့ဒီရှင်နီဟာ Manchester United အသင်းအတွက်တော့အားတာမှုကြီးရှိနေတယ်ပေါ့ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ကစားမက Manchester United ကိုပြောင်းခြင်းနဲ့အော်တစ်ဖက်မှာလည်း Daniel Levy အနေနဲ့ ဒီဆွေးနွေးမှုတွေလက်ရှိလို့ဒီမှာ Brandfull နဲ့ Manchester United ကြားမှာပေါင်သန်း၆၀နဲ့55သန်းကြားထဲမှာနည်းနည်းဆွေးနွေးနေရတဲ့သဘောမှာရှိတယ်။ဒီအချိန်ကို Daniel Levy ကကြားဝင်လာပြီးတော့ United ဈေးပူပေးပြီးတော့ MMB တက်ခေါ်သွားပါမလားကျွန်တော်မထင်ဘူး။ Daniel Levy ခေါ်သွားမယ်ဆိုတော့ကျွန်တော်မထင်ဘူး။ဆိုတော့ဟိုဒီလိုမျိုးပေါ့လေ။ဒါကတော့ United အသက်အတန်းအတွက်အသာချက်တွေပေါ့။ပြီးတော့လက်ရှိလို့ဒီ Premier League မှာက MMB တို့ကစားခဲ့တဲ့ဒီ number 10 row တွေပါတယ်1 back တွေဆိုတာကစားတဲ့အသင်းဆိုတာ United အသင်းပဲရှိတာ။ဆိုတော့ ဒီလိုမျိုးအချိန်မှာ United ကစိတ်ဝင်စားလာတာတော့ကစားမားကလည်း Manchester United ကိုပြောင်းရွှေ့ဖို့အတွက်စိတ်အားထက်သန်နေရဆိုတော့ United အသင်းအတွက်ကတော့တပန်းတာနေရပေါ့လေဒါပေမဲ့လေလို့အော်တကယ်လို့ဒါ Manchester United နဲ့ Brentford ရဲ့ဆွေးနွေးမှုတွေကအဆင်မပြေခဲ့ဘူးဆိုလို့ရှိရင် Spurs ကဒါကြောင်းဝင်လာပြီးတော့ United ပေးတဲ့ကြေးချက် Brentford အသင်းကိုပြီးပြီးတော့ခေါ်သွားတာမျိုးတွေပါလေဆိုလို့ရှိရင်တော့ဖြစ်ကောင်းဖြစ်နိုင်တယ် Thomas Brand အနေနဲ့လက်ရှိလိုလိုစင်မှာ စပါးရဲ့နီးပြတ်တစ်ဖြစ်လာပြီးတော့ဒါတွေဟာလည်းဒီအရှင်ကြီးဟာလည်းကျွန်တော်ဖြစ်ကောင်းဖြစ်နိုင်တဲ့အရှင်ကြီးပါအဲ့တော့ကျွန်တော်တို့လက်ရှိလိုစီမှာတော့ reporter တွေကြားမှာကွေးလွင်းမှုတွေဟာရှိနေသေးဖြစ်တဲ့အတွက်ဆက်လက်ပြီးတော့တော့စောင့်ကြည့်ရဖို့ရှိတယ်ပေါ့လေစပါတင်ကတော့စိတ်ဝင်စားလာတာတွေဟုတ်တယ် brand food အသင်းထံသို့ကျွန်တော်ဦးမင်းမြန်းစုံစမ်းမှုတွေလေရှိကောင်းရှိခဲ့ပါလိမ့်မယ်ဒါကြောင့်မလို့လေဒီဒီလန်းတွေထွက်လာတာပေါ့လေဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်ရဖို့ရှိပါတယ်ဒလင်းလာနေမှာတော့ Manchester United ရဲ့ဒုတိယအကြိမ်ကကမ်းလှမ်းမှုကိုပြုလုပ်သွားလိမ့်မယ်ဆိုပြီးတော့တရင်ထွက်ထွက်ရတဲ့အတွက် ဘာတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရဖို့ရှိရဲ့လက်ရှိလွယ်စင်မှာတော့ကိုရီးယူနိုက်တက်ဘက်ကတော့လည်းအားတာနေရဲ့အရှင်ကြီးရှိရလို့ကျွန်တော်ကတော့ယူဆပါတယ်ဆိုတော့ဆက်လက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ Manchester United အသင်းရဲ့ Tyson Manchester United အသင်းကတော့ Manchester United အသင်းကတော့ Tyson မှု Peter Osimhen အတွက်ဖြစ်နိုင်ရှိရှိတဲ့အပြောင်းအရွှေ့အသေးစိတ်အချက်အလက်တွေကိုဆွေးနွေးဖို့အတွက်ပြန်လည်ပြီးတော့စတင်နေရဲ့ဗောလေတော့ Osimhen ကတရားတီးကိုအပိစီအခွန်အပါဝင်လောက်ခလာစာယူ72တန်းအထိ ရရှိလိုနေသေးပြီးတော့ကစားမားရဲ့ပြောင်းရွှေ့ရေးကလည်း U85 တန်ဝန်းကျင်ရှိနေသေးဖြစ်တယ်ဆိုပြီးတော့လက်ရှိမှာ report တွေကကျွန်တော်သိရတယ်ဆက်လက်ပြီးတော့ဒီ Hugo GD ကလက်ရှိရှင်ထိ United အတန်းတွေခွေဖို့ hot topic တခုတော့မဟုတ်သေးဘူးပေါ့လေ Better Rockers ကသာ United ကစိတ်ဝင်စားနေတယ်လို့ United ကလည်း Better Rockers ကိုခွေဖို့ကြိုးပမ်းမှုမှာခိုင်မာနေဖြစ်တယ်ပေါ့ United တိုက်စစ်မှုကြမှာအသေးစိတ်ဆွေးနွေးမှုတွေလည်းပြုလုပ်ပြီးစီးထားပြီးဖြစ်ကြောင်းသိရတယ်ဆိုပြီးတော့လက်ရှိလို့ဒီမှာ report တွေကလည်းတက်လာတယ် ော့ဘီတာအိုစီမန်ကလည်းအာတနည်းလောက်ခယူဆက်နဲ့တန်းလောက်လိုချင်နေရေဆိုတော့တစ်ပတ်ကိုနှစ်သိန်းခွဲလောက်လိုချင်နေတယ်။ဟောလက်ရှိတိုက်စစ်တီထဲမှာလည်းဘီတာရော့ဂရက်တို့ဟူဂိုအီဂီတီတို့ကတော့ရှိနေသေးဖြစ်တယ်ပေါ့လေ။အာဦးဂိုဂီတီကတော့ကျွန်တော်ဦးအရှင်နေပဲရှိသေးတယ်ပေါ့လေ။ဆိုတော့နောက်ဆုံး report အရပြောရမယ်ဆိုလို့ရှိရင်ဘီတာရော့ဂရက်ကမန်ချက်စတာယူနိုက်တက်နဲ့ဆွေးနွေးမှုတွေကတော်တော်လေးကိုပြီးမြောက်ထားပြီဆိုပြီးတော့ကျွန်တော်ပြောထားတယ်။ဆိုတော့ကျွန်တော်တိုက်စစ်တွေထဲမှာတကယ်ကြည့်ရမယ်ဆိုလို့ရှိရင်ဈေးပေါ်ပေါ်ပေးပေးနဲ့ရနိုင်မဲ့ပြည့်မှတ်ဆိုတာမရှိဘူး။ Better Rogress တို့ OC Man တို့ ဒီဟူကိုဒီဒီတို့ကြည့်လိုက်မယ်ဆိုရှင်အကောင်လုံးကတန်းရှိ70နီးပါပတ်ရှာလေးကြီးပဲပတ်ရှာလေးတွေကြီးပဲဆိုတော့လောက်ခလာစားလည်းနှစ်သိန်းကျော်နှစ်သိန်းခွဲဒီကြားထဲမှာရှိတဲ့ကစားမားတွေကြီးပဲဆိုတော့လွယ်တော့မလွယ်ပါဘူးကွနော်ဟောအတန်းအတွက်ကတော့ကျွန်တော်တိုက်စစ်မှုတေခိုးဖို့ကြိုးပမ်းတဲ့နေရာမှာဟိုတနည်းအားထွက်ထားတဲ့တည်နေရာငွေကြေးအများအပြားသုံးသွားဖို့မရှိဘူးဆိုတော့ဖာကိုကြည့်လို့ရှိရင်တော့ဒီပေါင်သား80 80တန်းမျိုးတိုက်စစ်မှုခေါ်ကြမှာလဲခေါ်ပါလိမ့်မယ်ဟောဒီမျိုးအရှင်ကြီးလေးရှိရယ်ပေါ့လေဆိုတော့ ဒီ Joshua Zexy နဲ့ပဲဆက်သွားမလားပေါ့ဒါကတော့တော်လေးကို risk များတယ်လို့ကျွန်တော်ယူဆတယ်အသင်းတာဝန်ရှိသူတွေယူဆထားတယ်လို့မျိုး Zexy တို့ MMW တို့ Matias Cunha တို့ရဲ့ပေါင်းစပ်မှုက Dynamite ဖြစ်ဖြစ်နဲ့တော်တော်လေးအဆင်ပြေခဲ့ရတော့ကောင်းတယ်ဒီလိုမှမဟုတ်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တော်တော်လေးကိုတိုင်ပတ်မှာပြီးကြရတီကတော်တော်လေးကိုခက်ခဲခဲ့တဲ့တိုက်စစ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဟိုတိုက်စစ်မှုမရှိခဲ့ဘူးတိုက်စစ်မှုရှိတော့အသင်းကတော်တော်လေးကိုယုံကန်ရတယ်အခွင့်အရေးရတယ်ခုမသွင်းနိုင်ရဘူးဒါတွေကတော်တော်လေးကိုအသင်းကိုအောက်ရှည်သူ ကျသွားစီတဲ့အရာတွေပဲဆိုတော့လက်ရှိလို့ဒီမှာလည်းကျွန်တော်တို့ Matias Cunha တို့ M1 တွေတို့လိုမျိုး Premier League မှာလုံးဝ first time attacker တွေကိုခေါ်ထားတယ်ပြီးမှဒီဘယ်လိုပြောရမလဲတိုက်စစ်ပိုင်းအတွက်လုံးဝ striker တယောက်လောက်အမဖြစ်နိုင်ခဲ့ဘူးဆိုလို့ရှင်တော့ဒီအရှင်ကြီးဟာတော်တော်လေးကိုပြောစရာဖြစ်နေအောင်ပဲအရှင်ကြီးပဲဖြစ်လောက်မှာဖြစ်တယ်ပေါ့လေဆိုတော့ကျွန်တော်တို့လက်ရှိလို့စတိုက်စစ်မှုတွေနဲ့ပတ်သက်ပြီးတော့ပြောရတာတော်တော်လေးကိုခက်ခဲနေသေးတဲ့အရှင်ကြီးပါဆိုတော့ညီကိုကြီးနဲ့ရောဒါလေးနဲ့ပတ်သက်ပြီးတော့ ဘာတွေယူဆရလဲဆွေးနွေးကြပါအောင်ကြည့်ရှုအပ်ပေးရရဲ့ချစ်စုအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ထပ်ကြည့်ကြမယ်အားလုံးကျေးဇူးပါ